်အစ္စရေးစစ်တပ်ကဇွန်လ12ရက်နေ့ကအီရန်နိုင်ငံကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တယ်လို့အီရန်နိုင်ငံဘက်မှလည်း drone အစီးရေရာနဲ့ချီပြီးတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဒီရုပ်တိုင်ဖိုင်ထဲမှာအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့တိုက်ခတ်မှုများနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီစစ်စစ်လေးမစတင်ခင်မှာ ကျမတို့ရဲ့ channel ကို like subscribe နဲ့ share ပေးကြပါအောင်လို့တောင်းဆိုပါရစေရှင်။ ပြည်သက်ကြီးတို့ရေပထမဆုံးဖော်ပြပေးမဲ့သတင်းကတော့အီရန်ကအစ္စရေးပိုင်နက်များကိုပစ်မှတ်ထားပြီးဒရုန်းစစ်ရေတရာနဲ့တုတ်ပြန်တိုက်ခိုက်ခဲ့တဲ့သတင်းဖြစ်ပါရဲ့ရှင်။အစ္စရေးစစ်တပ်ကအီရန်ဟာအစ္စရေးပိုင်နက်များကိုပစ်မှတ်ထားပြီးဒရုန်းစစ်ရေတရာဖြစ်တံပြန်တိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါရဲ့ရှင်။အစ္စရေးစစ်တပ်ကအီရန်နိုင်ငံရဲ့နျူကလ িয়ার အဆောက်အဦများကိုပစ်မှတ်ထားပြီးညလုံးပေါက်တိုက်ခိုက်ခဲ့ရာအီရန်စစ်တပ်ထိပ်တန်းခေါင်းဆောင်များအပါအဝင် အီရန်စစ်တပ်အရာရှိကြီးများတိုက်ဆုံးခဲ့ကြောင်းသိရှိရပါတယ်ရှင်။အစ်စတေးဝီဇီးချုပ်နေတန်ရာဟုကအီရန်နိုင်ငံအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုဟာ Operation Rising Lion လို့စစ်စင်ရေးရဲ့အစိပ်ပိုင်းဖြစ်ပြီးအီရန်နိုင်ငံကအစ်စတေးကိုချိန်ချောက်လျက်ရှိနေကြောင်းပြောကြားခဲ့ပါတယ်ရှင်။အစ်စတေးဆိုရအဖွဲ့ဟာလက်ရှိအချိန်မှာအရေးပေါ်အခြေအနေကြော်ညာထားပြီးတုံ့ပြန်တိုက်ခိုက်မှုများလှုပ်ဆောင်သွားမယ်လို့ဆိုခဲ့ပါတယ်ရှင်။ အီရန်အစိုးရကဇွန်လ12ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ခတ်မှုအတွင်းအစ္စရေးနိုင်ငံရဲ့နောက်ွယ်မှာအမေရိကန်အစိုးရပါဝင်ခဲ့ကြောင်းစွပ်စွဲထားပါတယ်ရှင်။အီရန်ဘာသာရေးကောင်းဆောင်အရာကိုလာခါမီနီက အစ္စရေးရဲ့တိုက်ခတ်မှုများအတွက်ကြီးမားတဲ့တုတ်ခတ်တုံ့ပြန်တိုက်ခတ်မှုလှုပ်ဆောင်မယ်လို့ပြောကြားခဲ့ပါတယ်ရှင်။အီရန်ဘာသာရေးခေါင်းဆောင်က အစ္စရေးဟာရာဇဝတ်မှုကျူးလွန်ခဲ့တယ်။အစ္စရေးဟာအဲ့ဒီတိုက်ခိုက်မှုတွေလည်းကျူးလွန်ဖို့ကြိုတင်ပြင်ဆင်ထားပုံရတယ်။ ကျွန်တော်တို့ကလည်းပြန်လဲတန်လက်တုံပြန်တိုက်ခတ်ရမယ်လို့ပြောပါတယ်ရှင်။အီရန်နဲ့အစ္စရေးနိုင်ငံတို့ဟာအရှိအလေပိုင်းဒေသမှာခါးသီးတဲ့ပြိုင်ဘက်များဖြစ်ပြီးဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့နှစ်အတွင်းအပြန်အလှန်တိုက်ခိုက်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံဖော်ပြသွားမယ့်သတင်းကတော့အစ္စရေးရဲ့ရုတ်တရက်တိုက်ခတ်မှုကြောင့်အီရန်ကာကြုတ်အပအဝင်အီရန်စစ်တပ်ထိပ်တန်းအင်အားရှိကြီးများတိုက်ဆုံသွားတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အစ္စရေးနိုင်ငံဟာဇွန်လ13ရက်နေ့ကအီရန်နိုင်ငံကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တဲ့အတွေ့တိုက်ခတ်မှုအတွင်အီရန်ကာကွယ်ရေးဝန်ကြီးချုပ်ဟူစိန်ဆလာမီအပါအဝင်အီရန်စစ်တပ်ရဲ့ထိတ်တန့်အင်အားရှိကြီးများတိုက်ဆုံခဲ့ကြောင်းသိရှိရပါတယ်ရှင်။အီရန်ကာကွယ်ရေးဦးစီးချုပ်ဟာသဘောထားတင်းမာတဲ့အီရန်စစ်ကောင်းဆောင်တဦးဖြစ်ပြီး၎င်းတို့နိုင်ငံကိုအခြားတနိုင်ငံမှတိုက်ခိုက်မယ်ဆိုရင်အဲ့ဒီနိုင်ငံကိုငရဲဘုံကိုပို့ပစ်မယ်လို့ ပြီးခဲ့တဲ့လအတွင်းသတိပေးပြောဆိုခဲ့မှုပါတယ်ရှင်။အစ္စရေးနိုင်ငံဟာဇွန်လ23ရက်နေ့ကအီရန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার လုံဆောင်နေတယ်လို့တန်တရားရှိတဲ့နေရာများစစ်စခန်းများကိုပိတ်မထားပြီးတိုက်ခတ်ခဲ့ကြအောင်သိရှိရပါတယ်ရှင်။အီရန်နျူကလ িয়ার အရေးနဲ့ပတ်သက်ပြီးအိုမန်နိုင်ငံမှာအီရန်နဲ့အမေရိကန်နိုင်ငံကြားတွေ့ဆုံဆွေးနွေးမှုကျင်းပဖို့ရက်ပိုင်းအလိုမှာပြင်မှတ်ထားတိုက်ခတ်ခဲ့ခြင်းပဲဖြစ်ပါရဲ့ရှင်။ အီရန်စစ်တပ်ကအမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ဟာတိုက်ခတ်မှုများအအတွက်ကြီးမားသည့်ပေးဆက်မှုများပြန်လည်ပေးဆက်ရမယ်လို့သတိပေးထားပါတယ်။အီရန်နဲ့အစ္စရေးနိုင်ငံကြားအပြန်အလှန်တိုက်ခတ်မှုများကြောင့်ကြီးမားကျယ်တဲ့တိုက်ပွဲများဖြစ်လာမည်ကိုစိုးရိမ်မိကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခတ်မှုအတွင်းအီရန်စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီးမိုဟာမက်ဘာဟီရီဒုတိယကာကွယ်ရေးဦးစီးချုပ်ရဟစ်နဲ့အီရန်နျူကလ িয়ার ပညာရှင်များတိုက်ဆုံခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ အစ္စရေးရတိုက်ခိုက်မှုအတွင်းတည်ဆုံသွားခဲ့တဲ့အီဂန်ကာဝယ်ရေးဦးစီးချုပ်ဟူစိန်ဆလာမီဟာ1960ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး1980ခုနှစ်ကအီရန်စစ်တပ်ကိုဝင်ရောက်ခဲ့ကအစ္စရေးနဲ့အမေရိကန်နိုင်ငံတို့အပေါ်သဘောထားသင်းမာသူဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးဟာဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့နှစ်ကလည်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ရှင်။မင်္ဂလာပါရှင်မိုးတောက် channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့အီရန်မှလက်တုံပြဲမယ်ဆိုရင် အစ္စရေးနိုင်ငံကိုကာကွယ်ပေးသွားမယ်လို့အမေရိကန်သမ္မတကကြေပြူတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်နိုင်ငံဟာကိုယ့်ကိုယ်ကိုလည်းကာကွယ်သွားမှာဖြစ်တယ်လို့အစ္စရေးနိုင်ငံကိုလည်းကာကွယ်သွားမှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်ရှင်။အမေရိကန်သမ္မတဟာဇွန်လ23ရက်နေ့ကအစ္စရေးဆိုရတာဝန်ရှိသူများနဲ့ဖုံးဆက်ဆွေးနွေးချိန်အတွင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအခုလိုမျိုးပြောဆိုခဲ့ခြင်းဖြစ်ပါတယ်ရှင်။ အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံကိုဇွန်လ12ရက်နေ့ကပြစ်မှတ်ထားတိုက်ခတ်ခဲ့ပြီးနောက်အီရန်အစိုးရကအစ္စရေးကိုလက်တုံပြန်တိုက်ခတ်ခဲ့မယ်ဆိုရင် အမေရိကန်ကကာကွယ်ပေးမိအကြောင်းကိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံတိုက်ခတ်ခဲ့တဲ့အစ္စရေးလုပ်ရက်ကအံ့အားသင့်စရာမရှိပါဘူး။အဲ့ဒီတိုက်ခိုက်တွေမှာ အဲ့ဒီတိုက်ခိုက်မှုတွေမှာအမေရိကန်နိုင်ငံတိုက်ရိုက်ပါရင်ဝင်ဆက်သွယ်နေတာမျိုးမရှိဘူး။အီရန်ဟာစစ်ဆက်မှုတွေကိုပြန်လည်လှုပ်ဆောင်ရပွဲရှိပါတယ်။အီရန်ကိုနျူကလ িয়ার ဘုံပိုင်ဆိုင်ခွင့်မပေးနိုင်ဘူး။ကျွန်တော်တို့ဟာစစ်ဆက်ဆွေးနွေးမှုလမ်းကြောင်းကိုပြန်လာမယ်လို့မျှော်လင့်မိနေတယ်လို့ထရန့်ကပြောဆိုခဲ့ပါတယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်နိုင်ငံဟာမိတို့မိဘုံတုတ်ပြန်ပြီဆိုသည့်အချက်ကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်းပြောဆိုထားပါတယ်ရှင်။ အီရန်စစ်တပ်ဟာအစ္စရေးနိုင်ငံရဲ့ကျူးကျော်မှုများကိုတီးခံမီမဟုတ်ကြောင်းအစ္စရေးနိုင်ငံကိုပြင်းထန်သည့်အပြစ်ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတကကျွန်တော်တို့ဟာလက်ရှိအချိန်မှာအမြင့်ဆုံးတက်လန့်ထားတဲ့အမေရိကန်နိုင်ငံဟာကိုယ့်ကိုယ်ကိုကာကွယ်သွားမှာဖြစ်တယ်လို့အီရန်ရဲ့တုတ်ပြဲမှုတွေနဲ့ပတ်သက်ပြီးအစ္စရေးနိုင်ငံကိုလည်းကာကွယ်ပေးသွားမယ်။ကျွန်တော်ရဲ့အုတ်ချုပ်ရေးပိုင်းတစ်ခုလုံးကိုလည်းအီရန်နဲ့ညှိနှိုင်းဖို့ညွှန်ကြားထားပါတယ်။ သူတို့ဟာကြီးမြတ်တဲ့နိုင်ငံတစ်ခုဖြစ်နိုင်ပေမဲ့ညူလဲနဲ့ရရှိရေးမျှော်လင့်ချက်ကိုတော့ဥစွာစွန့်လို့ရမှာပဲလို့တမရဖက်ကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်ရှင်။